အမေရိကန်စီးပွားရေးတိုးတက်မှုတွေဆုပ်ယုပ်ကြဆင်းတာနဲ့ပတ်သက်လို့သမ္မတထရမ့်ကအရင်သမ္မတဟောင်းဘိုင်ဒန်ကိုအပြစ်တင်လိုက်ပါတယ်။စီးပွားရေးပညာရှင်တွေကမျှော်လင့်မထားတဲ့အခြေအနေတစ်ရပ်အဖြစ်2025ပထမသုံးလအတွင်းအမေရိကန်ရဲ့စီးပွားရေးဟာဆုပ်ယုပ်ကြဆင်းမှုတွေရှိလာခဲ့တယ်လို့ပြောပါတယ်။ဒီအလှည့်အပြောင်းရဲ့အဓိကအကြောင်းရင်းကထရမ့်ရဲ့သွင်းကုန်အခွန်စီးကြမှုတိုးမြင့်မဲ့မူဝါဒတွေအသက်မဝင်ခင်မှာသွင်းကုန်တွေအများအပြားဝင်ရောက်လာခြင်းကြောင့်လို့ပညာရှင်တွေကထောက်ပြပါတယ်။ ဒါပေမဲ့ထရမ့်ကတော့ဒီကိစ္စဟာဘိုင်ဒန်ကြောင့်သာဖြစ်တယ်လို့အတိအကျအပြစ်တင်ခဲ့တာပါအမေရိကန်မှာစီးပွားရေးလုပ်ငန်းတွေရောသုံးဆွဲသူတွေကပါထရမ့်ရဲ့အခွန်စည်းကြပ်မှုမူဝါဒအသေးကြောင့်ကုန်စည်နှုန်းတွေတက်မလာခင်နိုင်ငံခြားသွင်းကုန်တွေကိုကြိုတင်ဝယ်ယူစုဆောင်းကြတာကြောင့်သွင်းကုန်ပမာဏအလုံးအရင်မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်ထရမ့်ကတော့စီးပွားရေးဖွံ့ဖြိုးမှုတွေအနှုတ်လက္ခဏာပြနေတာဟာအရင်သမရဟောင်းဘိုင်ဒန်လက်ထက်ကကျင့်သုံးခဲ့တဲ့မူဝါဒတွေကြောင့်သာဖြစ်တယ်လို့ ဝါရှင်တန်မှာပြုလုပ်တဲ့အစိုးရဖွဲ့အစည်းအဝေးတစ်ခုမှာပြောကြားသွားပါတယ်။ဘိုင်ဒန်သမ္မတအဖြစ်တာဝန်ယူခဲ့တဲ့2024ခုနှစ်နောက်ဆုံး3လပတ်မှာအမေရိကန်ရဲ့ GDP တိုးတက်မှုနှုန်းက1.4ရာခိုင်နှုန်းရှိခဲ့ပေမဲ့ထရမ့်ကင်တွေတဲ့2025ခုနှစ်ပထမ3လအတွင်းမှာတော့3.3ရာခိုင်နှုန်းအနှုတ်လက္ခဏာပြသွားတာဖြစ်ပါတယ်။ဒါပေမဲ့ထရမ့်ကသူ့ရဲ့ပထမ3လပတ်အတွင်းပြည်တွင်းအသက်တင်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး22ရာခိုင်နှုန်းတိုးလာတာကိုထောက်ပြခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့စီးပွားရေးဝန်ကြီးဌာနကအခုလိုစီးပွားရေးကျဆင်းမှုရဲ့အဓိကအကြောင်းရင်းကသွင်းကုန်တွေအလုံးအရင်ဝင်ရောက်မှုပြည်သူတွေရဲ့အစိုးရအသုံးစရိတ်တွေရှော့ချမှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။လက်တလုံးမှာတော့ Trump ကတရုတ်အပေါ်ကုန်သွယ်ရေးအရာရန်လိုထိုးနှက်ပြီးကုန်သွယ်ဘက်နိုင်ငံတွေရဲ့သွင်းကုန်တွေကိုလည်းအခွန်မြင့်တင်စီးကျက်တဲ့မူဝါဒတွေကိုကျင့်သုံးနေပါတယ်။ဒါပေမဲ့သူ့ရဲ့သမရတာဝန်ယူပြီးပထမဆုံးရပ်ပေါင်းတရာတွေအဲ့ဒီမူဝါဒတွေနဲ့ပတ်သက်လို့လည်းအမျိုးမျိုးပြောင်းလဲနေတာက ရင်းနှီးမြှုပ်နှံသူတွေကိုစိုးရိမ်စေပြီးအမေရိကန်သားမကပဲကမ္ဘာစီးပွားရေးကဏ္ဍကြီးတစ်ခုလုံးကိုပါတက်ရောက်ထိခိုက်စေခဲ့ပါရဲ့ရှင်။